ဆေးစုကအခုလုံးမဲ့ရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲအလိညာရွေးကောက်ပွဲဆိုတာကိုလူတိုင်းသိပါတယ်လူတိုင်းလည်းပြောနေကြတာပါပဲအဲ့ဒါလို့ပြောကြရမှာကိုယ့်အိမ်နဲ့ကိုယ့်ဘာသာပြောရင်တော့သူတို့လည်းမသိပြဿနာလည်းမရှိပေမဲ့သူတို့သည်သူတို့ကြားလို့ရှိရင်တော့ဆိုရှယ်မီဒီယာမှာအသေးလေးတစ်ချက်ပေးရောဟာဟာလေးတစ်ချက်ပေးရောနဲ့တောင်မှဖန်ဆီးထောင်ချပါတယ်ဒီရွေးကောက်ပွဲကိုအတူရောင်မှာအလိညာပါလို့ပြောတာလူတိုင်းပြောနေတာဖြစ်ပေမဲ့ပြောသမျှတွေမှာအထီရောက်ဆုံးအထင်ရှားဆုံးလူတွေပေါ်မှာ ဩဇာအညောင်းဆုံးဖြစ်အောင်ပြောနိုင်တဲ့သူကတော့ Trump and Druce ပါမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Trump and Druce that these elections um, are a sham they're a fraud you cannot have a free and fair election when you uh, arrest detain imprison and torture uh, the leaders of the political opposition when you dissolve 40 political parties, uh, including the National League for Democracy, that won overwhelming victories in the last two election cycles, when it is illegal for journalists to report the truth. 二零二三年，我们的这嘛二十七嘛，老美越搞不呢，不得比较哎，阿拉哈都要嘛，人家越搞不嘛。啊，你看人家也搞上个潘石屹等唱腔，你帮他比了，老美越搞不哈，越来越大嘞，越搞不。Uh, <laughs> မဖြစ်နိုင်ပါဘူးပြီးခဲ့တဲ့ရွေးကောက်ပွဲနှစ်ဆက်မှာတောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD အပါအဝင်ပါတီပေါင်း60ကိုဖျက်သိမ်းပြီးတော့လုပ်တဲ့ရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူးသတင်းတောက်တွေဟာမြန်မာနိုင်ငံတကာအခြေအနေကိုအမှန်တမ်းတင်ပြလို့မရပါဘူးအဲ့ဒါလို့တင်ပြတာဟာတရားမဝင်လို့ရဖြစ်နေပါတယ်စေအောင်စုကိုဝေဖန်ရင်ရွေးကောက်ပွဲကိုဝေဖန်ရင်တရားမဝင်ပါဘူးအခုလက်ရှိအချိန်မှာထောင်ချဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသား2000ရှိပါတယ်ဒီရွေးကောက်ပွဲလုပ်တော့မယ်လို့ကြေညာလိုက်တော့အာဆီယံကစေအောင်စုအခေါ် ရွေးကောက်ပွဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြောဆိုလိုက်တာနဲ့ပတ်သက်ပြီးကျွန်တော်ကျင့်တဲ့အားရမိပါတယ်သူတို့ကရှင်းရှင်းပဲပြောပါတယ်မြန်မာနိုင်ငံထဲမှာအကြမ်းဖက်မှုတွေမရက်တက်နိုင်သေးပဲနဲ့ရွေးကောက်ပွဲကို82မလုပ်တင်ဘူးလို့အာဆီယံကပြောပါတယ်အာဆီယံသဘောထား၅ချက်မှာပထမဆုံးအချက်ကအကြမ်းဖက်မှုတွေကိုရပ်တန့်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်အဲ့ဒီပထမဆုံးအချက်ဟာဆေးအုပ်စုဘက်ကအဆက်မပြတ်တသမတ်ထဲဖောက်ဖျက်နေတဲ့အချက်လည်းဖြစ်ပါတယ်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေလည်းအာဆီယံရဲ့လမ်းကြောင်းအတိုင်း လိုက်ကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဒီရွေးကောက်ပွဲဟာတရားမဝင်တဲ့ရွေးကောက်ပွဲဆိုတာကလွဲပြီးတော့တခြားဘာမှမဟုတ်ဘူးဆိုတဲ့အချက်ကိုအားလုံးကရှင်းရှင်းလင်းလင်းပဲကြေညာကြဖို့ထုတ်ပြန်ကြဖို့တိုက်တွန်းချင်ပါတယ်အနိုင်ဆုံးအစ်စ်နေနဲ့ပြောရလို့ရှိရင်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေမစေလွတ်ကြပါနဲ့လို့ပြောချင်ပါတယ်။ဒီအတူရောင်ရွေးကောက်ပွဲကနေဘလို့ရက်လက်ကောက်မှထွက်လာကြအကြောင်းမရှိပါဘူး။အလိုဆိုးရတဲ့နောက်ဆက်တွဲတွေပဲဖြစ်လာနိုင်ကြရှိပါတယ်။ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့ Trump Drew ရဲ့ပြောကြားချက်ဖြစ်ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အရှင်းလင်းအပြတ်သားဆုံးစကားအပြင်းထန်ဆုံးဝေဖန်ချက်လည်းဖြစ်ပါတယ်။ဟာဟာပေးလို့ဒါရိုက်တာမိုက်တီးကိုဖန်စီထောင်ချတဲ့ဆေးအဆူဟာ Trump Drew ကိုဆိုလို့ရှိရင်တေတန်၃ချိန်လောက်များပေးမလားလို့တောင်းမှထင်ရပါတယ်။ဒါပေမဲ့စကားနဲ့တောင်းလက်တွေမှာမာမာပြန်မပြောရဲပါဘူး။သူတို့ဥပဒေဆိုတာကြီးနိုင်ငယ်ညှင်းဥပဒေပါ။နိုင်တဲ့လူကိုပဲညှင်းရတာပါ မနိုင်ရင်တိခံလိုက်တာပါပဲ။ ျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင် လုပ်တာတွေဟာမီဒီယာရဲ့ရက်တည်ရေးအတွက် ကြီးကြီးမားမားအဟံအတာအနှောက်အယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကို အားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာ ကြည့်ရှုအားပေးခြင်းအပြင်မီဒီယာရေးရှည်ရက်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခတ်ပါတယ်ခင်ဗျာ ော်တိုဘာလ31ရက်နေ့ကလုတ်တဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘိုးကော်မတီအစည်းအဝေးမှာစစ်အုပ်စုပြည်ထောင်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေကိုတုံ့ပြန်တော့ဆန့်ကျင်ဝေဖန်သူတွေကိုထိထိရရအေးယူမယ်လို့ကြုံးဝါလိုက်ပါတယ်။ဖန်ထားတဲ့သူစုစုပေါင်း88ယောက်ရှိပြီလို့လည်းထုတ်ပြောပါတယ်။အစင်လာအဖြစ်ဆိုလို့ရှိရင်စစ်အုပ်စုဟာဒီလိုသတင်းမျိုးကိုဖုံးဖိထိတ်ချန်ထားလိမ့်ရှိပါတယ်။ဘာလို့ဖုံးဖိထားတယ်လဲဆိုတော့ သူတို့ရွေးကောက်ပွဲကိုမကြိုက်တဲ့သူတွေဝေဖန်တဲ့သူတွေရှိနေလို့လိုက်ဖမ်းနေရပါတယ်ဆိုတာဟာသူတို့ကိုတိတ်ခါကြစေတဲ့သတင်းလို့ယူဆတဲ့အတွက်ကြောင့်ဖုံးဖိလေးရှိပါတယ်ဒါပေမဲ့အခုတော့ဖုံးဖိမထားတဲ့အပြင်မှာတာတာထိုးထိုးတောင်မှလူများများသိအောင်ရှောက်ပြောနေပါတယ်လူမသိသိအောင်ဇွတ်အတင်းကြီးညာနေပါတယ်အဲ့ဒါကဘာသဘောလဲဆိုတော့ချင်းချောက်နေတာဆိုတာသိထင်ရှားပါတယ်ဒီရွေးကောက်ပွဲကနေပြီးတော့ဘာရလက်ကောက်မှထွက်လာမှာမဟုတ်ဘူးလို့ Trump and Drews ကပြောပါတယ်ကျွန်တော်အနေနဲ့လည်းဒီရွေးကောက်ပွဲကနေ ျော်လင့်စရာလူကောင်းတယောက်တောင်မှမရနိုင်ဘူးမရှိပါဘူးလို့ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပါပြီတယောက်ချင်းလိုက်ကြည့်နေစရာမလိုပါဘူးဒီရွေးကောက်ပွဲမျိုးကိုလူကောင်းတွေဝင်မပြိုင်ပါဘူးဝင်ပြိုင်ရင်လည်းလူကောင်းမဟုတ်ပါဘူးရှင်းရှင်းလေးပါအဲ့ဒါလောက်အထိရှင်းပါတယ်ဒါဆိုရင်ဒီလောက်တောင်မှအသုံးမကျတဲ့ရွေးကောက်ပွဲကြီးအကြောင်းကိုကိုသိမ်းမြတ်ကဘာလို့ထက်ခါထက်ခါပြောနေရတာလဲလို့တချို့ကမေးချင်စိတ်ပေါက်ချင်ပေါက်လာပါလိမ့်မယ်ဟုတ်ကဲ့ဘာလို့ပြောနေရတယ်လဲဆိုတော့မပတ်သက်ဖဲနေကျင်လို့မရတဲ့အတွက် ပြောနေရတာပါဘာလို့မပတ်သက်ဖဲနေမရတယ်ဆိုတော့ပြည်သူလူထုကြီးကိုအချင်းအကြီးအကျယ်ချိန်ချောင်းနေလို့ပါပြည်သူလူထုကြီးကိုအတင်းအဓမ္မပတ်သက်ခိုင်းနေလို့ကျွန်တော်တို့လည်းပတ်သက်ရတာပါပြည်သူလူထုနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှသတင်းသမားတွေနဲ့ပတ်သက်တာပါပဲပြည်သူလူထုကြီးကိုချိန်ချောင်းနေတဲ့ကိစ္စတွေထဲမှာအခုရွေးကောက်ပွဲအကြောင်းဟာဟာပေးရင်ကိုပဲအ ਨੇ ဆုံးထောင်သုံးနှစ်ချမှာလို့ပြောထားတာက တော်တော်ဆိုးရတဲ့ချိန်ချောင်းမှုကြီးပါသူတို့ကဥပဒေလို့ခေါ်တဲ့အဲ့ဒီ ဒါမှဥပဒေဒါမှအစိတ်တောင်မှလူထားလိုက်ပါသေးတယ်ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေဆိုတာရဲ့အမြင့်ဆုံးအပြစ်ဒဏ်ကတေဒဏ်အထိပေးနိုင်တယ်လို့ရေးထားပါတယ်တေဒဏ်တောင်မှကျူးလွန်နေသူတွေမဟုတ်ဘူးကျူးလွန်နေသူနဲ့ကြံရပါတယ်အားပေးတဲ့သူတွေကိုလည်းထတ်တူပဲတေဒဏ်မယ်လို့တောင်မှဆိုထားပါတယ်ဒါအပြင်မဲလာမထဲတဲ့သူတွေကိုဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးတော့တိုးတိုးတိတ်တိတ်ကြိတ်ပြီးတော့ချိတ်ချောက်တာတွေကိုလည်းနေရာအနှံ့အပြားမှာလုပ်နေပါတယ်အမေကသမီးကို အိမ်ကန်းတဲ့ခေါ်ပေါင်တွင်းကျော်လိန်ဆွဲတယ်လို့မျိုးရက်ွက်ထဲမှာပေါင်တွင်းကျော်လိန်ဆွဲနေတဲ့အဖြစ်အပျက်တွေကအများကြီးပါရွေးကောက်ပွဲမှာမဲလာမပေးရင်မှတ်ထားပြီးတော့အဲ့ဒီမိသားစုတွေကလူကိုစစ်မှုထမ်းနဲ့ဖန့်ထည့်မယ်လို့ကြိတ်ပြီးတော့ချိတ်ချောက်တာမျိုးတွေအထိရှိပါတယ်ရွေးကောက်ပွဲမဲမထည့်လို့ရှိရင်တရားစွဲမယ်ဆိုတဲ့ဥပဒေမျိုးမရှိတာကတော့အမှန်ပါပဲရွေးကောက်ပွဲမှာမဲမထည့်ခြင်းရယ်မထည့်ဘဲနေလို့ရတာဟာနိုင်ငံသားအခွင့်အရေးပါရွေးကောက်ပွဲမှာကိုကြိုက်တဲ့သူကို မဲထက်ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ဘယ်ပါတီမှမကြိုက်လို့မဲမထက်ခြင်းဘူးဆိုလို့ရှိရင်လည်းမထက်ပဲနေခွင့်ရှိပါတယ်အဲ့ဒါဟာနိုင်ငံသားအခွင့်အရေးပါရွေးကောက်ပွဲလို့မှနာမည်ခံပြီးဆိုလို့ရှိရင်အဲ့ဒီအခွင့်အရေးဟာပေးကိုပေးရပါတယ်အဲ့ဒါကြောင့်မဲမထက်ရင်တရားစွဲမယ်ဆိုတဲ့ဥပဒေမျိုးကိုစေုပ်စုက ပြတ်ထန်းလို့မရပါဘူးပြတ်ထန်းခွင့်မရှိပါဘူးအဲ့ဒါလို့ပြတ်ထန်းလိုက်မယ်ဆိုရင်ကမ္ဘာမှာလူကြီးစရာအကောင်းဆုံးဟာသာကြီးဖြစ်သွားမှာပါဆက်စရာအကောင်းဆုံးလောက်ရကြီးဖြစ်သွားမှာပါအဲ့ဒါကြောင့် စစ်အုပ်စုဟာတရားဝင်ဥပဒေမထုတ်ရဲပါဘူးဥပဒေမထုတ်ရဲပေမဲ့စစ်အုပ်စုကကျွန်တော်ပြောသလိုပဲပေါင်တွင်းကြောတော့လိန်ဆွဲနေပါတယ်ရက်ကွက်ထဲမှာကျိတ်ပြီးတော့အုတ်ချွေရမှုဆိုတဲ့လူတွေကချိတ်ရှောက်နေပါတယ်မင်းတို့မဲလာမပေးရင်ငါတို့ကတိတယ်တိလို့ရှိရင်ဘာလုပ်မယ်ညာလုပ်မယ်ဆိုတာတွေကိုနီးမျိုးစုံနဲ့ဟုတ်တာရောမဟုတ်တာရောရော့နှော့ပြီးတော့ချိတ်ချောက်ပြောဆိုနေပါတယ်ပါတီတွေထဲမှာလည်းမဲပေးစရာပါတီကတခုမှကိုမရှိတာပါကောင်းတဲ့ပါတီတွေအကုန်လုံးကအဖြတ်သိမ်းခံထားပြီးပါပြီမကောင်းတဲ့ပါတီတွေပဲ ပြန်တာပါအဲ့ဒါကြောင့်ရွေးစရာကိုမရှိတာပါ lesser evil လို့ခေါ်တဲ့အဆိုးကလေးကိုရွေးပါလားဆိုပြီးတော့အဆက်ကင်းမဲ့စွာမဲဆွယ်တဲ့ပါတီတချို့ရှိပါတယ်ဆိုလိုတာကတော့အဆိုးကြီးတက်မလာစေချင်လို့ရှိရင်အဆိုးလေးကိုပဲရွေးကြပါမဲထွက်ကြပါဆိုပြီးတော့မဲဆွယ်နေတာပါတော်တော်အဆက်မရှိလို့သာအဲ့ဒါလို့မဲဆွယ်ရဲတာပါကြက်ဖို့ကိုစစ်တပ်ပါတီဆိုပြီးတော့လူတွေကတိတ်မုန်းနေကြတော့စစ်တပ်ပါတီမဲမထွက်ရလို့ရှိရင်မဲမရလို့ရှိရင် ပြီးရောကွာဆိုပြီးတော့ ငါတို့ပါတီကိုမဲထက်ကြမှာပါလို့အဲ့ဒီပါတီတွေကမျှော်လင့်နေကြတာပါဒီရွေးကောက်ပွဲမှာပြည်သူလူထုအနေနဲ့အဲ့ဒါလို့ကိုအစိုးလေးဆိုတာမျိုးရွေးချယ်စရာမရှိပါဘူးဥမာတွေပြောပြပါမယ်ပြည်သူပါတီဥကိုကိုကြီးတို့အဖွဲ့ဆိုလို့ရှိရင်မစိုးတော့ဘူးလို့တချို့ကတွေးတဲ့သူတွေရှိပါတယ်အားနာပါတယ်ပုံပုံလင်းလင်းပြောရလို့ရှိရင်ဘာမှမထူပါဘူးသူတို့ပါတီဟာလဲကိုယ်စားလှယ်လောင်းအရေးအတွက်ပြည့်ကျင်လို့ပါတီထဲမှာ လာတဲ့လူဆွဲထက်အိပ်ဖြစ်ရတဲ့ပါတီမျိုးဖြစ်နေပါပြီပြည်သူပါတီရဲ့အေယာဝရီတိုင်းမော်ချွန်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟာမိုက်ကယ်ဇိုးခေါ်အောင်စော်မိုးပါမိုက်ကယ်ဇိုးဟာတော်တော်အစွန်းရောက်ဆိုးွားတဲ့မဘာသာတယောက်ပါဒါ့အပြင်ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာကြက်ဖွတ်ပါတီကိုယ်စားလှယ်အနေနဲ့ဝင်ပြိုင်ပြီးတော့ရှုံထားတဲ့လူတွေကိုလည်းပြည်သူပါတီကိုယ်စားလှယ်အဖြစ်နဲ့ရွေးချယ်ပြီးတော့အခုရှင်မြိုင်ခိုင်းထားပါတယ်အဲ့ဒီထဲကတယောက်ဟာဆိုလို့ရှိရင်ကျွန်တော်နဲ့ကြောင်းနေပဲတယောက်ပါမလို့အသိဦးထင်လို့နာမည် လောလောဆယ်မှာထုတ်မပြောပါဘူးနောက်ထပ်မဘာသားတယောက်ဖြစ်တဲ့ကျော်မျိုးရွှေဆိုလို့ရှိရင်တဆညာပါတီကိုယ်စားလှယ်အနေနဲ့ဝင်ပြိုင်မှာပါနောက်ထပ်အမျိုးသားရေးသမားအင်မင်ထွန်းခေါ်သူရိမင်ထွန်းကကရင်မျိုးသားဒီမိုကရက်တစ်ပါတီ KNDP ကနေပြီးတော့ရွေးကံပါမယ်ဘိုးချုပ်မင်းအောင်လှိုင်ရဲ့ကိုရင်အရာရှိဟောင်းဖြစ်ပြီးတော့ဥကိုနီကိုတတ်တဲ့အမှုမှာ နောက်ကွယ်ကနေလက်မဲကြီးလုပ်ခဲ့တယ်လို့အဆွဆွဲခံရတဲ့ဘုံမူကြီးလင်းစော်ထွန်းဟာရှမ်းပြည်ကနေရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ်နဲ့ဝင်ပြိုင်ပါမယ် အဲ့ဒီဘုံမူးကြီးလင်းစော်ထွန်းတစ်ဖြစ်လဲဥလင်းစော်ထွန်းကိုဥကိုနီအလောက်ကြံခံရခြင်းကကျွန်တော်ကိုယ်တိုင်ဖုံးဆက်ပြီးတော့အင်တာဗျူးမေးမြန်းခဲ့ပူပါတယ်။တပ်ဖြတ်သူဇေယျဖြိုးတို့အောင်ဝင်းခိုင်တို့နဲ့အလွန်နှိစက်ကြောင်းတွေ့ခဲ့ရပါတယ်။စကားလုံးနဲ့မဲပေးတဲ့စနစ်အကြောင်းဆိုလို့ရှိရင်လဲပြည်သူလူထုကိုတိတ်တိတ်ချာချာရှင်းပြမထားပါဘူး။မဲယုံနဲ့ဝင်ပြီးတော့ဘာစကားလုံးမှမနှိပ်ဖဲပြန်လာခွင့်ရှိမရှိဆိုတာရှင်းရှင်းလင်းလင်းမသိရပါဘူး။စကားလုံးကိုတစ်ချိန်ထက်ပိုပြီးတော့ နှိတ်ခွင့်ရှိမရှိပို့ပြီးတော့နှိတ်ခဲ့လို့ရှိရင်ပယ်မဲ့ဖြစ်ဖြစ်စတဲ့အချက်တွေဘာမှတင်းတင်းချာချာမသိကြပါဘူးဆက်ကလုတ်ကိုဘယ်နေရာတွေမှာတုံးပြီးတော့စားရွက်နဲ့ကပြားနဲ့မဲပေးတဲ့စနစ်ကိုဘယ်နဲ့နေရာမှာတုံးမလဲဆိုတာမျိုးတွေကိုလည်းတင်းတင်းချာချာမသိရပါဘူးတမင်မရှိအောင်လှုပ်ထားပေမဲ့မဲရုံနဲ့ဝင်သွားပြီးတော့မဲမပေးပဲပြန်ထွက်ခွင့်မရှိအောင် စီစဉ်ထားတယ်လို့ယူဆကြတဲ့သူတွေရှိပါတယ် မဲဆန္ဒရှင်တရားဟာဘယ်ပါတီကိုမှမကြိုက်လို့ရှိရင်ဘယ်ပါတီကိုမှမဲမထည့်ပဲနေနိုင်တဲ့အခွင့်အရေးအပြည့်အဝရှိရပါမယ်အခုအဲ့ဒီအခွင့်အရေးကိုချိုးဖောက်ထားပုံရပါတယ်ဒါဟာအဲ့ဒါလို့လောက်တာမှန်ခဲ့လို့ရှိရင်မတရားမှုတစ်ခုပါလူတွေကိုမဲမထည့်မနေရဆိုပြီးတော့နှီးမျိုးစုံနဲ့ချိတ်ချောင်းနေပါတယ်လူမှုကွန်ရက်မှာဟာဟာပင်းထောင်သုံးနှစ်အသက်တစ်ခုပင်းထောင်သုံးနှစ်လောက်နေပါတယ်ဒါတွေကိုကြည့်လို့ရှိရင်ဒီရွေးကောက်ပွဲဟာလူခွေရဲ့အထူးကိုယ်စားလှယ် Tom and Bruce ပြောတဲ့ အတူရောင်ရွေးကောက်ပွဲအလိညာရွေးကောက်ပွဲ ဆိုတာထက်တောင်မှ အများကြီးပိုဆိုးတဲ့အာဓမရွေးကောက်ပွဲ ဖြစ်ပါတယ်ဒီရွေးကောက်ပွဲဟာလိန်နဲ့ရွေးကောက်ပွဲ ခိုးတဲ့ရွေးကောက်ပွဲတွေထက်ပိုပြီးတော့ဆိုးပါတယ်ဒီရွေးကောက်ပွဲဟာဓမြတိုက်ယူနေတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်ခင်ဗျာ